အားလုံးပဲမင်္ဂလာပါခင်ဗျာဒီတစ်ခေါက်ပြောပြပေးခြင်းတဲ့အကြောင်းအရာလေးကအာဒါမျိုးပေါ့နော် monetize policy restraint နေလို့အာ Facebook page နဲ့ပတ်သက်မဝင်တော့ပဲပိတ်ဆို့နေတဲ့သူတွေအတွက်ပြန်နဲ့ပြန်ပြီးဖြည့်ရှင်းတဲ့နည်းလေးကိုပြောပြပေးခြင်းတာဖြစ်ပါတယ်ဒီမှာဆိုရင် monetize policy ကဘာလေးညင်းနေလဲဆိုရင် partner monetize policy ပေါ့နော်အဲ့ဒါလေးညင်းနေတာဖြစ်ပါတယ်နော်အဲ့ဒါလေးဖြည့်ရှင်းပြပေးပါမယ်အာညီတဲ့ဟာတွေက၃ခု၄ခုလောက်ရှိတယ်။ partner monetize policy, content monetize policy, flash content ဆိုပြီးတော့ အဲသုံးခုရှိတယ်ပေါ့နော်အဲဒီတကကျွန်တော်ကအခု partner monetize policy ညိတာကိုနည်းပတ်သက်ပြီးဖြည့်ရှင်းတဲ့နည်းလေးပြပြပါမယ်။ဒါမျိုး monetize policy review မိကြတယ်ကျွန်တော်ဖြည့်ရှင်းခဲ့တာအများကြီးပဲပေါ့နော်။ဒီမှာဆိုရင်မင်းသားသူရိယပေါ့နော်မင်းသားသူရလင်းမင်းသားသူရလင်းပေါ့နော်။ဘကူသား page ပေါ့နော်ဒီဒီမင်းသားရဲ့အာ monetize policy review မိတာကျွန်တော်ဖြည့်ရှင်းခဲ့ပါတယ်။သူက partner monetize policy ရဲ့အာ country eligible ဖြစ်တာရယ်ပေါ့နော်။အဲဒါကိုကျွန်တော်ဖြည့်ရှင်းပေးခဲ့ပါတယ်။ အဲ့တော့ဒါဒါဟိုပါပေါ့ review post တွေဖြစ်ပါတယ်နော်ဒီမှာဆိုရင်ပတ်စံအပြောင်းဝင်ပါပြီပေါ့နော်အဲကျွန်တော်စီကိုကျွန်တော်ရအတန်းသားလေးဖြစ်တဲ့မိတ်ဆွေလေးဖြစ်တဲ့ဆရာ David ခံခေါ်လာပေးတာဖြစ်ပါတယ်နော် okay အဲ့တော့နောက်တစ်ခါကျတော့ကျွန်တော်တို့ land education page ပေါ့နော်အ Facebook monetize policy ညှိတာတွေဖြည့်ရှင်းခဲ့ပါတယ်အော်ရီဂျင်နယ်ကွန်တက်ပါနော်ပြီးရင်စုလိုက်ဝင်ကိုစုလိုက်အဲကို sorry ကိုဆိုင်းလိုက်ဟန်ကိုဆိုင်းလိုက်ဟန်ရဲ့ page မော်နီတိုက်စ်ပေါ်လစီညိတာပြင်ဆင်ခဲ့ပါတယ်ပြီးမက်နွေဦးမေပေါ့နော်နွေဦးမေ page နော်ဒါသမီးလေးပေါ့အဲသူမိပါတယ်လားအဲ့ဒါပေါ့နော်ဒီမှာဆိုရင် eligible country နဲ့ partner monetary policy ညိတာပြင်ဆင်ပေးခဲ့ပါတယ်အများကြီးပဲပေါ့နော်ဒီမှာဆိုရင်လည်းမက်အင်ဒရာတန်ဝင်သမီးသမီးလေးဒိုရင်ပေါ့နော်ဒိုရင် page ဆိုလို့ရှိရင်လည်း partner monetary policy corner monetary policy ညိတာပြင်ဆင်ပေးခဲ့ပါတယ်အဲပြင်ဆင်ပေးခဲ့ပါတာအဲဒါဖြစ်ပါတယ်ပညာကြီးယူပြီးတော့ပေါ့နော် the unlock travel လည်းအဲ့တိုင်းပဲအဲသူ့မှာလည်းအများကြီးညှိထားပါဘောနော်အဲ့ဒီလိုမျိုး လက်တွေ့ဖြစ်ရှင်းခဲ့တဲ့အဲနာဥစိန်လင်းပေးဆိုလဲ monetize policy ညှိတာတွေဖြစ်ရှင်းခဲ့ပါတယ် connect monetize policy ပေါ့နော်အဲ setup ပြင်ပါတယ်အဲ bank account ချက်ပြီးတော့ဒါပတ်စံယူလို့စယူလို့ရပါပြီနော်အဲအများကြီးပဲဖြစ်ရှင်းပေးခဲ့ပါတယ်ပေါ့နော်အဲ့ဒီလက်တွေ့ဖြစ်ရှင်တဲ့ဤဒီအခုဗီဒီယိုမှာပြပြပါမယ်နော်မန်နေအမမန်နေပေးချောပဲโอเคစရအောင် ပြီးတော့ကျွန်တော်ညှိနေတဲ့ဟာကို screen shot လေးအရင်ယူတာเนาะအဲ့ဒီ screen shot ကလိုအပ်ပါတယ်အဲ့တော့ screen shot ရိုက် screen shot ရိုက်ပြီးကျွန်တော်ဒီအစ်စ်နေတိုင်းသွားပါမယ်ဘလို့အစ်စ်လေးလေးဆိုတော့ကျွန်တော်တို့နံပါတ်1 check လောက်တာဗောနော check လောက်တာ check လောက်တယ်ဆိုတာကျွန်တော် policy ညှိနေတဲ့ post ကိုတစ်ချက်ဝင်စစ်ပြီးတော့ဖြတ်ပြစ်တာဗောနော်သူကတော့တတိတသက်မပြဘူးကျွန်တော်တို့ဘယ်တဲ့ဝင်စစ်လို့ရလဲဆို support inbox ရစစ်လို့ရတယ်အဲ့ဒါတစ်ချက် အဲနံပါတ်၄ကအပရီယာလောက်တာအတနာခံစားတင်တာဗောနော်အတနာခံစားတင်တဲ့တစ်ချက်ပြီးဆိုနံပါတ်၃က live chat facebook ဝင်နေတဲ့အတနာခံစားလည်းတင်နေပြီတင်ပြီးပြီ policy ညိတာလည်းဖြတ်ပြီးပြီးဆိုစကားသွားပြောပြီးတော့သူတို့စစ်ခိုင်းဖို့နည်းနည်းတွန်းအားသွားပြီးတာဗောနံပါတ်၄ကပြန်မကြအောင်လိုက်နာတာအဲ့ဒီ၄ channel ကြောဖြည့်ရှင်းမယ်နော်မြန်နေဆိုရင်အာနပတ်ဆိုမှကြာရင်နှစ်လလောက်ဆိုတာနဲ့ပြန်ရလိမ့်မယ်နော်နည်းနည်းတော့ကြာတတ်ပါတယ် okay check လုပ်ဖို့တော့ကတခါကြီးကြာရင်သူကဒီနားမှာပေးထားတယ်ဘာ policy ညိလဲဗောအဲ့ညိတဲ့ policy ကိုကျွန်တော်လက်လက်နှိပ်ပြီးတော့ ပြအာတနာခန္တာဒေလိုင်းရအခုအဲ့လိုမျိုးမပြ creator education ဆိုပြီးတော့ policy ကိုပဲသွားဖတ်ခိုင်းတယ်ကိုယ့်ကိုစစ်ပေါ့နော်ကိုယ့်ကိုစစ်ဆိုတဲ့သဘောအဲ့တော့ကျွန်တော်ဘယ်ကသွားစစ်မလဲဆိုရင် page မှာ support inbox ဆိုတာရှိတယ်အဲ့ဒီအာ setting ရအောင်ပါလေ creator support ရဲ့အဲ့ဒီဘယ်လိုပြောမလဲအောက်နားမှာပေါ့အဲ့ဒီ support inbox ဆိုတဲ့သွားအဲ့ဒီမှာဆိုရင်ကျွန်တော်ညှိနေတဲ့ policy တွေရှိတယ်အဲ့ဒီ policy တွေဖြတ်တင်တာဖြတ်အယူခံဝင်တင်တာဝင်ဘယ်လိုမျိုးဆိုတော့အဲ့ဒီညှိနေတဲ့ policy တွေလည်းနဲ့နှိပ်ပြီးတော့ကျွန်တော်တို့ကအဲ့ဒီမှာစာလေးပေါ်လာလိမ့်မယ်ကျွန်တော်ဒီမှာတော့ disagree အကုန်လုံးလုပ်ပြီးသားဖြစ်သွားတယ် နော်အဲ့လိုမျိုးလောက်အောင်လဲဆိုရင်ကျွန်တော်တခုပြမယ်ဆိုပါစို့ဒါတို့တစ်ချက်ကျွန်တော်နှိမ့်လိုက်မယ်နှိမ့်ပြီးဆိုရင်အမှ C option ဆိုတဲ့ဟာလေးရှိတယ်အဲ့ဒါနှိမ့်လိုက်ဆိုတော့ delete နှိမ့်ခိုင်းတယ်တကယ်လို့မပါဘူးဆိုရင်လည်းကျွန်တော် apply ရခလုတ်လေးပါလိမ့်မယ်နော်ဒါတော့ကျွန်တော် name change policy တခုနဲ့တွဲပြပေးတာပါနော်ဟမ်ကျွန်တော်ဥပမာအနေနဲ့ပြပေးတာပါနော်အဲ့လိုမျိုးအဲ့ရ delete နှိမ့်လို့လည်းရတယ်အဲ့လိုမျိုးမဟုတ်ဆိုရင်လည်းကျွန်တော်တို့ အဲဖြစ်တဲ့အကြောင်းလည်းအတနာခံစားတင်လို့ရတယ်အတနာခံစားတင်တဲ့ဟာလည်းဒါကတော့ name change နဲ့နေရာမှာဟောပေါ့အပိ name change နဲ့ပတ်သက်ပြီးအတနာခံစားတင်တဲ့ဟာလေနော်ဒါဟိုဟိုဒါတော့ဟိုမှာကျွန်တော်မှညှိထားတဲ့ policy ကိုကျွန်တော် disagree ပါလေလုတ်ပြီးပြီဆိုတော့ကျွန်တော်ဒါနဲ့အစားထိုးပြပေးတာသဘောတရားတူတူပဲနော်အဲ့တော့ဒီမှာစာရီပါလေသုံးမယ်ဆိုလွယ်လွယ်လေးပဲသိလား AI case ဆိုတာလေကျွန်တော် TC ကိုပြောလို့ရတယ်ဥမာအဲ Facebook monetization policy ညှိနေလို့ပါကျွန်တော်ကျေးဇူးပြုပြီးတော့အဲအတနာခံစားတစ်စောင်းရေးပေးပါပါနော်အဲ့လိုမျိုးပြောလိုက် ဲ့လိုတွေရောတိရောက်တဲ့သဏ္ဍာန်ခန်းစာတစ်စာအင်္ဂလိပ်လိုရေးပြီးပါဆိုပို့လိုက်ရင်ဒိုင်းနာဒိုင်းဆိုသူရေးပေးလိမ့်မယ်နော် AI kit ဆို AI ကျွန်တော်ခိုင်းကြတာပေါ့နော်အဲသူကဒိုင်းနာဒိုင်းဆိုပို့ပေးတဲ့ခါကျရင်ကျွန်တော်ကအဲသူတို့ရေးပေးတဲ့အသဏ္ဍာန်ခန်းစာကျွန်တော်က copy ယူပြီးပြီဆိုရင်သုံးလို့ရပြီညီးတဲ့အကြောင်းကတော့ဒီမှာရေးလို့ရ flash ကိုနဲ့ညီးရလား partner monetize လား connect monetize လားဟောအဲ့လိုရေးလို့ရအဲ့မှာဆိုရင်သူကအစားတို့ထဲမှာ full name ဆိုတဲ့နေရာမှာကို့အကောင့်နံပါတ်ကို့ကို့ဆက်သွယ်ပေးရမယ့် gmail လိပ်စာ email လိပ်စာ page နံပါတ်နော်အဲ့ဒါလေးထည့်ပေးရုံပဲ ဒီနှုတ်ကဟာတွေကတော့သူကိုယ်အတီအောင်ရေးထားဆိုထားရတော့အဲ့ဒါလေး copy ယူပြီးဆိုရင်အဆိုပါဆိုအဲ့ဒီမှာထည့် submit နှိပ်ပေးလိုက်နော်အဲ့လိုမျိုးဖြတ်တဲ့ဟာဖြတ်အတနာခန္ဓာတင်တင်တာတင်ဒါဆိုပထမအဆင့်ပြီးပြီပထမအဆင့်က check ပေါ့နော်စစ်ဆေးတဲ့အဆင့်ပေါ့အဲ့တော့ကျွန်တော်တို့ကတကယ့် appre ရဲ့အတနာခန္ဓာတင်တဲ့ဒုတိယအဆင့်လာပါပြီအဲ့ဒါလေးကြောင့်ဘလို့အတနာခန္ဓာတင်ရမလဲဆိုရင်ကျွန်တော်တို့ monetization appre ရဲ့ facebook ဆိုပဲကျွန်တော်ရိုက်ရှာလိုက်ပါနော် Google ရဲ့ Chrome browser မှာပေါ့နော်ရိုက်ရှာလိုက်တော့ အဲ့ဒီပါလဲကျွန်တော်တို့ဗီဒီယိုတွေတင်တဲ့ခါကျရှင်သုံးတဲ့ monetization manager တို့အဲပါလဲ business suite တို့အဲ့ဒီကနေသူတို့ဝင်ခိုင်းနိုင်မယ်သီလားနော်အဲ့လိုမျိုးဆိုတော့အဲအဲ့ဒါလေးကျွန်တော်နှစ်ခုလုံးပြပြီအသနာခံစားတင်တဲ့တီးတန်း found လည်းရှိပါတယ်အဲ့တော့နော်အဲ့တော့ကျွန်တော်အဲ့နှစ်ချက်လုံးပြပြပါမယ်အဲ့တော့ monetization manager တစ်ချက်ကြည့်အောင်အဲ့ဒါလေးလက်နဲ့နှိပ်လိုက်နော်အပြီးခဏဆောင်ရအောင်โอเคရပါ အဲ့လိုလေးမြင်ရပြီဆိုရင်ကျွန်တော်တို့အဲဒီဘက်တောင်းကဟိုမြင်းချောင်းလေး၃ချောင်းသွားပြီเนาะကျွန်တော်ဒီလိုပြတယ်မြင်းမြင်းရပြီးဆိုရင်အဲ့ဒီမှာကျွန်တော်တို့ monetization ဆိုတဲ့ feature လေးရှိတယ်เนาะအဲ့ဒီ sell product and service ဆိုတဲ့အောက်နာမှာအဲ့အဲ့ဒါလေးနှိပ်ပြပါဗီဒီယိုကြည့်ရတာအခက်အခဲဖြစ်ရင် pause လေး click လို့လေးနှိမ့်လိုက်ရက်လိုက်တစ်ချက်ကြည့်လိုက်ရက်လိုက်တစ်ချက်ကြည့်လိုက်ရက်လိုက်တစ်ချက်ကြည့်လိုက်ပြအဲလုတ်ပြီးလို့ရရယ်နော် တခါတည်းကြည့်ရမှာနည်းနည်းပင်ပန်းနေဆိုရင်နော်ဒီမှာတော့ page မှာဘာ policy ကမကြီးပါဘူးပေါ့နော် policy ကြီးတယ်ဆိုရင်ဘယ်လိုပြမလဲဆိုရင်အဲ့နာမှာ policy ကြီးတဲ့အကြောင်းပြမယ် baby ဆိုရင် request another review ဆိုရခက်လို့လေးနှိပ်ပြီးယုံပဲအဲ့ဒါအယူခံဝင်နေပထမတနည်းဟော request another review ဆိုတာဒါလေးပါနော်အဲဒီမှာလေး request another review request pay review ဆိုရခက်လို့လေးနှိပ်ပြီးလိုက်ရင်ရပါတယ်နာ monetization resource ဖြစ်ဖုန်း version လည်းအတူတူပဲအဲ့ဒီခလုတ်ပဲခုနပြောတဲ့ PC version လည်းအဲ့ခလုတ်ပဲအဲ့ဒါကြတော့ကျွန်တော်တို့သူပြောသလို သူပြောထားသလိုမတာ business suite ရနေတင်တာပေါ့နော်မတာ business suite ရနေတင်တာအဲအဲ့လိုတင်တာတင်ပြီးဆိုရင်အဲ့တင်ထားပြီးတဲ့ screen shot လေးယူတာဒီမတာ business suite ဆိုတဲ့ site လေးရပါပေါ့နော်ကျွန်တော်နောက်တစ်ခါပြန်ဝင်ပြပေးပါမယ်ပြပြောပါမယ်အဲ့လိုမျိုးညှိနေတယ်ဆိုလို့ရှိရင်အာပထမဆုံး policy ညှိရတယ်ကျွန်တော် check လုပ်မယ်ဒုတိယအဆင့်ကတော့ monetize policy ညှိထားတယ် ဟာဟိုကျွန်တော်အတနာခါသာတင်မယ်အတနာခါသာတင်ဖို့ matter business suite ရဲ့သွားမယ်နော်ဒါတော့လူတိုင်းသိပါတယ် matter business suite အဲ့ဒီမှာ auto ရှိတယ်အဲ့ဒီရဲ့ monetization ဆို tools ရှိတယ်အဲ့ဒီရဲ့သွားပါအဲ့ဒီမှာဆိုရင်ကျွန်တော်တို့ညှိထားတဲ့ policy ကိုအဲ့ဒီ request another review ဆိုခလုတ်လေးနှိပ်ပေးရုံပဲဒီတော့မှဒီလိုအစိမ့်မို့အနီရောင်းနဲ့ပြလိုက်မယ်အနာ tab ကလေးကလေးကိုနှိပ်ပေးလိုက်ရုံပဲနှိပ်ပြီးအဲ့ဒါကို screenshot တစ်ချက်ရိုက်ဩ ဒါတနည်းဒါပါရနာမော်နီတိုက်ဆိုရင် flash connect ဒီအတွက်ပေါ့နော်အဲ့လိုမဟုတ်ဘဲနဲ့ you you connect monetize policy ညှိလို့ရှင်လဲသူကဒီမှာ found လေးတခုရှိတယ်အဲ့ဒီမှာဘယ် found လဲဆိုတော့ကျွန်တော်တို့ဒီမှာလေအဲ monetization aggregator ဆိုကြီးရိုက်ရှာလိုက်အဲ့မှာဆိုရင် found လေးတစ်ဖောင်ရှိ how to submit an aggregator if you con if you create a connect page or profile ဆိုတော့ found လေးရှိအဲ့ဒီတွေဝင်ပြပါအဲ့ဒီမှာဆိုရင်ကျွန်တော်အောင်းသားလေးနည်းနည်းသွားပြပါအဲ့ဒီမှာ this found ဆိုတဲ့ဟာလေးရှိရဒီမှာဒီမှာမြင်တွေ့လားမသိအဲ this found လေးနှိပ်ပြလိုက်အဲ့ဒီမှာဆိုလို့ရှင်လဲအဲ့ရနေလဲ found တင်လို့ရတယ် အဲ့ဒီအနေနဲ့ဖောင်တင်လို့ရပါတယ်ခင်ဗျအဲ့မှဆိုလဲသူကဖောင်နှဖောင်ရှိတယ်ဒီ partner monetize နေလိုက်ရင်တော့ကျွန်တော် business view ပဲပြန်ခေါ်တာပဲအဓိကတော့ဒါ content monetize policy အတွက်ပါနော်အခုကြည့်နေရင်နည်းနည်း content monetize ကဘာလဲ partner monetize ကဘာလဲဆိုပြီးနည်းနည်းရှုပ်နေလိမ့်မယ်အဲ့ဒါရဲ့ video file အစုံမှကျွန်တော်ပြောပြပြမယ်နော်အဲ့တော့ content monetize ကိုနှိပ်ပေးရဲ URL နှိပ် video policy ညိတာရဲ့ video ထဲပြီးရင်ဆက်နှိပ်ပေးဒါက content monetize partner monetize ကတော့သူပြောတဲ့အတိုင်း မတာဘီဇနက်စုရသွားတဲ့တနည်းပဲရှိမယ်အဲ့တော့အယူခံဝင်တဲ့ဖောင်နှစ်ဖောင်ပေါ့အဲ့ဒီဖောင်လေးတွေသုံးပါ Okay အဲ့တော့ကျွန်တော်က check လုပ်ပြီးပြီး aprilia လုပ်ပြီးဆိုတော့တတိယအဆင့် live chat လုပ်ပဲနော်တတိယအဆင့်ပြန်ပြောမယ်နော်ကျွန်တော်အ check လုပ်ပြီးပြီး aprilia လုပ်ပြီးပြီးနောက်ကွာ check policy ကြီးရဲ့ video တွေဖြတ်ပြီးပြီးစစ်ဆေးပြီးပြီး April ရဲ့အတရားခန်းစာတင်တဲ့နေရာတွေပြပြီးပြီးအဲ့တော့ကျွန်တော်တို့ policy ကြီးရဲ့ video တွေဖြတ်ပြီးပြီးဆိုတဲ့အကြောင်းအတရားခန်းစာအဲတင်ထားပြီးပြီဆိုတဲ့အကြောင်းကျွန်တော် Facebook ဝင်တဲ့ live chat ကိုနည်းနည်းတွားတွန်းမယ်သူတို့မြန်မြန်စစ်အောင်ပေါ့ဒါမျိုးပြဿနာတွေကကဘာတော်မှာဖြစ်နေကြတာဆိုတော့ကျွန်တော်တို့ follow သူတို့ကတရေတည်းယူစစ်ပေါ့နည်းနည်းကြာတက်တယ်မြန်မြန်လေးသူတို့စစ်အောင်ကျွန်တော်တို့ကတွန်းအားသွားပေးရမှာ live chat ပြောတဲ့အခါကျတော့ကျွန်တော်တို့ဘာတွေပြောရမလဲဆိုတော့အဲ ကျွန်တော်တို့ page policy ညှိထားပါတယ်ကျွန်တော်တို့ page နဲ့အဲ provider လောက်ထားတဲ့ post တွေပါရှိရင်ပိုကောင်းတယ်အဲ့ဒါလေးပြပေးကျွန်တော်တို့ page အများအတွက်ဆောင်ရွက်နေတဲ့ page တစ်ခုဖြစ်ပါတယ်လူသားအကျိုးပြု provider လုပ်ငန်းတွေလုပ်ပါတယ်ဘာညာဆိုသူတို့တခြားအရေးတူစစ်ဆေးပေးတယ်နော်အဲ့တော့ live chat ပြောနေလေးဆက်ကြည့်အောင်နော်အဲ့တော့နံပါတ်3နဲ့နံပါတ်4 live chat ပြောနေနေပြန်မကြအောင် line နာဆိုတာပါလေးဆက်ကြည့်အောင်ပါအဲ live chat ပြောနေတင်ခဲ့တာကျွန်တော် share ထားပြီးသားရှိတယ်အဲ့ဒီတင်ခဲ့တာလေးကြည့်ပေးပါ ။နောက်အဲ့ဒါပါထပ်ပြောမယ်ဆိုရင်ဗီဒီယိုကမိနစ်30လောက်ဖြစ်သွားလိမ့်မယ်နော်။အဲ့တော့အဲ့ဒါလေးကျွန်တော်ဒီအဲကျွန်တော် share ထားပါတယ်ပေါ့နော်ကျွန်တော်ရဲ့ဒီဖုန်းမြတ်ထွက် ID sharing wall မှာပဲကြီးပေးပါအဲဒီ live chat ပြောနေတဲ့ငယ်စားအတိုင်းဆက်လုပ်ပါပေါ့နော် okay အဲဆိုရင် number 4ကပြန်မကြအောင်လိုက်တာပေါ့နော်ပြန်မကြအောင်လိုက်တာကြတော့ဒါလေးတွေပါအဲ့လိုပဲကျွန်တော် wall ထဲမှာဒီအာတင်ထားတယ် ဒီဟာက Facebook ပြည်နဲ့ဝင်ငွေရှာမယ်ဆိုဒီ partner monetize connect monetize နဲ့ထပ်တိုး policy ကလုံးဝမလိုက်နိုင်လို့မရဘူးအဲ့ဒါလေးလိုက်နိုင်ပြီဗျာဒီမှာအသေးစိတ်ပြောထားတယ်တော်တော့ဗျာပေ့ချီကဒါအတိုင်းလောက်လိုက်လို့ရှိရင်အတနာခစားတင်နေတိချဆောင်ရလိုက်တယ်ဆိုတော့ပြန်ရပါလိမ့်ပြန်ရသွားပြီလို့ပြန်မကြအောင်ကြတော့ဒါတွေမချိုးဖောက်နေတော့တိလာနော်ဒါတွေထပ်ပြီးချိုးဖောက်မယ်ဆိုလူကြီးတို့ပြန်ကြတတ်တယ်အဲ့တော့ဒါ Facebook ကမကြိုက်တဲ့ဒါတွေလောက်တယ်ဆိုရင်သူကပတ်စံဝင်တာပိတ်မှာပဲဒါမျိုးထပ်ဖြစ်လိမ့်မယ်အဲ့တော့ဒါမျိုးထပ်မဖြစ်အောင်ဒါတွေလိုက်နာပါတော့နော်โอเค ကျေးဇူးတင်ပါတယ်ထပ်ပြီးသိလို့ရကြောင်းအရေကောမန့်မှာတောင်းဆိုသားလို့ရပါတယ်